ဗေဒမအလုံးမဲ့မင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ဒိုင်းရီသာမညစ်ပတ်ရင်ဖလားမန်းနိုင်အောင်မဲ့အာဆင်နယ်အတွက်လိုတဲ့ငါးချီခဲ့ရတယ်လဘာပူးချေကြောခဲ့တဲ့ပွဲကမမယံရပြန်ပြောရမယ့်အချက်ငါးချက်ပဲဖြစ်ပါတယ်ဒီရသည်မှာလက်ရှိချန်ပီယံမန်စီးတီးကအခြေအနေတွေဆိုးရွားပြီးအာဆင်နယ်ကလည်းဒိုင်းလူကြီးတွေရဲ့ခြေထုံးမှုဒိုင်းယာပြဿနာတွေကြောင့်လဘာပူးထွက်ကန်ကောင်းတယ်လို့ပြောရမှာပါအလူသမီးရဲ့မန်စီးတီးတရားဒီပရီးမီယာလိမှာရတဲ့ဆိုးရုံနဲ့ရင်ဆိုင်ခဲ့ရလို့သာ လေဗာပူးလိုအဆင့်ထိပ်နေရာမှာအခုလိုရက်တည်နေနိုင်တာဖြစ်ပြီးမန်စတီးသားအရင်လိုပုံစံမျိုးနဲ့ဆိုရင်လေဗာပူးအခြေအနေမကောင်းနိုင်ပါဘူးအခုနောက်ပိုင်းပွဲတွေမှာဆာလာခြေသွမ်းမပြနိုင်တာနဲ့တူလေဗာပူးတိုက်စစ်ကလည်းတည်ယူတာရုံးကန်နေရပါတယ်ဆာလာဂိုးသွင်းမှုတာမကတိုက်စစ်အတွက်ဂိုးဖန်ပြီးပြဖို့ပလေးမေကာတာဝန်မှာယူထားရလို့သူပုံစံကောင်းပြသနိုင်ရင်ကစားသမားနဲ့ရောက်စွာဆွမ်းဆောင်နိုင်ပြီမြေမပေါ်ဘူးဆိုရင်လေဗာပူးက၁၀ရောင်းနဲ့ကစားရတယ်လို့ဖြစ်သွားပါတယ် အခုဘက်မှာလဲဆာလာကပြမပိုင်းပွဲကစားခြင်းတွင်ဖူအန်သေးပနတီအေရီယာထဲမှာဘောလုံးထွက်ချက်တစ်ကြိမ်သာရှိခဲ့တယ်လို့ပထမဆုံးဂိုးပေါက်ကန်ချက်ကိုလည်းပွဲချိန်မိနစ်60ကျော်မှပြုလုပ်နိုင်ခဲ့ပါတယ်။ဖူအန်ရဲ့ပွဲပါဝင်ဆာလာကပြန်ပွဲစုံ၄ပွဲဆက်တိုက်ဂိုးပေါက်ပြောက်ခဲ့တာကြောင့်ဒါက2023ဖေဖော်ဝါရီလနောက်ပိုင်းအဆိုးရွားဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။မာကိုဆေးပါရဲ့ဖူအန်တင်ဟာအင်ဂွင်းဆိုရင်အသင်းကြီးတွေကိုဒုက္ခပေးလေရှိတဲ့အတိုင်းပဲအခုပွဲမှာလည်းလေဘာဘူးကအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီးလေဘာဘူးခန့်စစ်အမားတွေကိုကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ ဘွဲဆောင်တွေကလမဘူးတင်းရဲ့ခြေစွန်းကတင်းငိမ်မှုမရှိခဲ့ပေမဲ့၁၄မိနစ်မှာမက်ကယ်လစ်စတာက၂၅ဂိုက်ကွာကနေကန်သွင်းပြီးတော့အပွင့်ကိုတွင်းယူခဲ့ပါတယ်။ဒါပေမဲ့ဖူအန်တင်းက၁၄မိနစ်အတွင်းမှာပဲအန်အတင်းများကောင်းအောင်၃ဂိုးစတိုက်တွင်းခဲ့ပြီး23မိနစ်မှာစီဆန်ညို32မိနစ်မှာ EOP 39မိနစ်မှာ Rodrigo Mendes တို့ကဂိုးတွေတွင်းယူခဲ့ကြပါတယ်။ဗမာလီတမန်တစ်ယောက်ပွဲစဉ်တစ်ပွဲရဲ့ဗမာပိုင်းပွဲကစားချိန်တွင်းအပွင့်ကိုတွင်းပြီးမှပြိုင်ဘက်ကို၃ဂိုးပြန်ပေးခဲ့ရတာကလဘာဘူးတို့အခုချိန်ကပြမဆုံးပါပဲ။ ဒုတိယပိုင်းမှာတော့ Anslor က Lowitius Elio Darwin Nunez တို့ကိုလူသားဝင်ပြီးတိုင်းစစ်အရှိန်မြင့်ခဲ့ပေမယ့်85မိနစ်မှာ Lowitius ခြေပါကိုတကူတာပြန်သွင်းနိုင်ခဲ့တာကြောင့်တရားစီပရီးမီးယားလိအဝေးကွင်းမှာပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ဒီပါဦးတင်ဟာပြီးခဲ့တဲ့စက်တင်ဘာလတုန်းက Nottingham Forest ကိုရှုံးပြီးနောက်ပိုင်းပရီးမီးယားလိမှာရှုံးပွဲပြန်တွေ့ခဲ့သလို26ပွဲစတာရှုံးပွဲမရှိမှတ်တမ်းကောင်းအဆုံးသတ်ခဲ့ရပါပြီ။ ဒါပေမဲ့လဘာဘူးတင်းဟာပရီးမီးယားလိမှာအိုးဆောင်ကိုသွင်းနိုင်တဲ့ပွဲတိုင်းရှုံးဝဲမရှိတာကအခု49ပွဲမြောက်မှာရပ်တန့်သွားပြီဖြစ်ပါတယ်။ပြောင်းမြင်ခဲ့ရတဲ့ Robert Sun ရဲ့စိတ်ပြန်စရာပုံစံ Robert Sun ကပရီးမီးယားတွဲဆောင်ခဲ့တဲ့ပွဲတုန်းကလည်းအိမ်မက်ဆိုးမခဲ့ရပြီးမိနစ်20အတွင်းမှာပဲဂိုးပေးခဲ့ရတာဖြစ်ပါတယ်။တမိုင်းကအတီးကျတပတ်မလဲခဲ့ပေမဲ့ Scotland နောက်ခံလို့တော့နောက်ထပ်ရုံးကန်ခဲ့ရတဲ့ပရီးမီးယားပိုင်းဖြစ်ခဲ့ပါတယ်။ ရမစံရဲ့လေဘာဘူးခန်းစီ area ထဲမှာပေးပို့မှုကမတည်တက်ခဲ့သလို EOBA ကံကြကလူထီလမ်းကြောင်းပြောင်းမဝင်သွားခင်မှာလဲရဲထုံနိုင်မဲ့အခွင့်အရေးကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။အဲဒါကအမပေးစရာဥဆောင်သူတွေစီကဗရမာပိုင်းမှာမြင်တွေ့ခဲ့ရတဲ့ခန်းစီအမားတွေကတခုဖြစ်ခဲ့ပြီးအစိုးဆုံးလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ညစီမှာဘယ်နောက်ခံလူတစ်ခေါ်ဖို့အတန်းတွေကလည်းကျဲလောင်နေခဲ့ပြီးမီလော့စ်ကကန်စ်ကအတစ်ခေါ်ယူမဲ့ကစားသမားတစ်အဖြစ်နိုင်ဆုံးဖြစ်ပုံပေါ်နေပါတယ်။ ေသာသမားတစ်ခေါ်ယူမှုကဘယ်နောက်ခံနေရာက Robert Sanchez နေရာအတွက်ရေရှည်အစားထိုးမှုတော့ဖြစ်လာနိုင်မှာမဟုတ်ပါဘူးဖူဟန်ကိုနောက်ထပ်တစ်ကြိမ်ခိုးသွင်းနိုင်ခဲ့တဲ့ McAllister နောက်23ဒီဇင်ဘာလကမက်ကယ်လစ်စတာကလဘာဘူးတို့ပရမအဆုံးကိုကိုသွင်းယူပေးခဲ့ပြီးသူရဲ့အဝေးကန်ချက်ကလဘာဘူးကို၄-၃ဂိုးနဲ့အနိုင်ရစေခဲ့ပါတယ် ဒီဒီချိန်မှာတော့သူ့ရဲ့သွင်းကိုကအနိုင်ရဖို့မလုံလောက်ခဲ့တာဖြစ်ပြီးဖူအန်ကအာဂျင်တီးနားကျယ်ပွင့်ကိုဂိုးရှိဆွဲပြေးခွင့်ပေးခဲ့တဲ့ချိန်မှာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။မက်ဂလစ်စတာကအကာအကွယ်မဲ့နေတဲ့ဘန်လီနိုကိုအငိုက်ဖမ်းနိုင်အောင်စောစောစီးစီးကန်သွင်းခဲ့ပြီးဒီကိုကလဘာဘူးကိုအန်ဖီမှာရှက်ဖီကိုအနိုင်ရအောင်ကူညီပေးခဲ့တဲ့ဂိုးပီးဒနေနီဘာအကြောင်းမှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အကောင်းတဲ့ပုံစံနဲ့ရာသီကိုအဆုံးသတ်နိုင်တော့မေမူနစ် ်ရော်ဒီဂိုမနက်စာဒီယာဒီပထမဆုံး26ပွဲမှာလီဂိုလေးကိုသာတွင်းယူနိုင်ခဲ့ပြီးလက်ရှိမှာတော့၅ပွဲမှာလေးကိုထိတွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကမွန်နီယက်ရဲ့လီဂိုကိုကိုစလုံးဟာရာသီဒုတိယပိုင်းမှာတွင်းယူခဲ့တာဖြစ်ပြီးဖူလာကပရီးမီးယားလိဒီယာဒီထဲမှာ၉ရေထွက်ကိန်းကနန်နှစ်ခုထိတွင်းယူနိုင်တဲ့ကစားသမားတဦးနဲ့အထက်ဘယ်တော့မှမရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဟီမီနက်စ်က10ကိုတွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီးဘိုနက်စ်ယူဟိုဗီတို့ကလည်း10ကိုစီတွင်းယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာအရာကအပြောင်းလဲဖြစ်လာတော့မဲ့ပေါ်ပါပါရီမကုစေးပါရဲ့အသင်းဟာဥရောပဝင်ခွင့်ရခြင်းနဲ့ဆိုရင်ကြီးမားတဲ့စံသမှုချုပ်ကိုရင်ဆိုင်ရမှာဖြစ်ပြီးဘွန်ဒက်စ်လိုပုံစံငောင်းရနေတဲ့တိုက်စစ်မှုကဖူလန်အတွက်ဂျိန်းဒီပေါက်လိုအပ်မှာဖြစ်ပါရီလွန်ခဲ့တဲ့ဝင်းအောင်နှစ်ဦးရဲ့ဇလန်ရိုင်ယန်စီဇန်ယောဟာဖူအန်ပထမအသင်းအတွက်ကစားပေးခဲ့မှုတများတွေမှာတတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့ပြီး2016ခုနှစ်တုန်းကအသက်16နှစ်83ရက်အရွယ်မှာကစားပေးခဲ့တာဖြစ်ပါတယ် တနင်္ဂနွေနေ့ Craving Coach တွေ့မှာဘိုးဘေးငယ်ရွယ်တဲ့လူငယ်ကစားသမားတွေကတအူးသာကစားခဲ့ပြီးတအူးကတော့လဘဘူးပတ်မှာဖြစ်ပါတယ်။ဟာဘီအီလီယော့ဟာ400အတွက်ဘွယ်ဥထွက်ချိန်တုန်းကအသက်15နှစ်အရွယ်သာရှိသေးပြီးတရားသည့်လီမှာဘွယ်ကစားချိန်ရဖို့ခက်ခဲခဲ့တာဖြစ်ပါတယ်။ဘွယ်ကစားချိန်တနအီလောက်မှာလူစားဝင်ကစားကွင်းရခဲ့တာကအန်စလော့ရက်ထက်မှာဒုတိယမြောက်ဘွယ်ကစားချိန်အရှိအကျဆုံးရခဲ့တာဖြစ်ပြီးစောက်တတနဲ့ဘွယ်မှာ55မိနစ်ပါဝင်ကစားကွင်းရခဲ့တာဖြစ်ပါတယ်။ ။အလီယောဟာဖူအန်ကိုအသေးခွဲနိုင်မှုနှိစက်ခဲ့ပြီးသူ့ရဲ့ကံကြက်ကဂိုးဘာဒန်ထိမှန်သွားခဲ့လို့သာဂိုးမရခဲ့တာဖြစ်ပါတယ်။စပါမကစားပြီးတော့ပြီးခဲ့တဲ့နေရာဒီမှာဖူအန်ကိုပြန်လာခဲ့တဲ့အစီအစဉ်ညွန်လာလေးဘွယ်ကစားချိန်ရဖို့စိတ်ရှည်တီးခံခဲ့ရပြီးမြေအရေးအတွက်အဆူရရှိခဲ့ပါတယ်။ဘယ်တော့မှကစားသမား2025ခုနှစ်ကိုမကူးပြောင်းခင်တိ9မိနစ်တာကစားခွင့်ရခဲ့ပြီးမြေလဘာဘူးကိုတွင်းယူခဲ့တဲ့ကိုကဗူစပါရိုနဲ့ပွဲကဂိုးရပြီးဒီအားဒီ3ဂိုးမြောက်အတွင်းကို ဖြစ်ခဲ့ပါတယ်။ဒိုင်းလာဒုက္ခမပေးခဲ့ရင်ဖလားမနိုင်အောင်မဲ့အာဆင်နဲ့ ။လဘာဘူးကအာဆင်နယ်ရဲ့ဖူလန်ကိုအနိုင်ရခဲ့မှုကိုမဆေးစိုက်ထားပြီးနိုင်ပွဲနဲ့တုံ့ပြန်ခဲ့ချိန်မှာကနပရိသတ်ချုပ်ကဂျိုးဂျာနီတွေဖလန်ဖြစ်သွားပြီးလို့စိတ်ထဲမှာကြိတ်လက်ခံခဲ့မှာဖြစ်ပါတယ်။ရပွဲသားကျန်တော့ချိန်မှာရမစနဲ့မကွာနေမှုကကြော်ပြတ်ဖို့ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပြီးစနေနေ့ကအေဗာဒန်ကိုတည်ချခဲ့တဲ့ပွဲကအာဆင်နယ်အတွက်အစိပ်ပြက်စရာရလက်ဖြစ်ခဲ့တာဖြစ်ပါတယ်။အာရီဇာရဲ့တင်းဟာဥရောပအောင်မြင်မှုရဖို့ကမလွယ်တာကြောင့်နောက်ထပ်တက်နိုင်သမျှအဆင့်အထိတက်ဖို့သာဦးစားပေးဖြစ်ပေမယ့် ကနာရီယာကိုလို့ကိုလုံးနေနိုင်တာတော့မှတခြားပြောကားတွေကြောင့်ထင်တိုင်းမပေါက်ခဲ့တာဖြစ်ပါတယ်။အာဆနယ်တင်းဟာဒိုင်လော်ဂျီတွေနဲ့ဝေယာရဲ့ဒုက္ခပေးတာမခံခဲ့ရဘူး။လဘာဘူးတင်းအခုလိုအခြေချုပ်နေချိန်မှာပိုမိုတင်းငရဲရမှတ်ကွာဟာချက်နဲ့စိတ်လုံရှားနေရမှာဖြစ်ပါတယ်။အခုလိုအာဆနယ်ကို PGMOL နဲ့ဒိုင်လော်ဂျီတွေရန်ညိုအခုလိုအာဆနယ်ကို PGMOL နဲ့ဒိုင်လော်ဂျီတွေရန်ညိုတကြီးဒုက္ခပေးနေတာဟာဒီပြောင်းအာဆေဝင်ကလက်ထက်တုန်းကမက်ချက်တွေကြောင့်ဖြစ်နိုင်ပြီ။ ပြင်းတဲ့လူမျိုးနီးပါးအကြီးကဒူတည်တဲ့အခါဖရဲသခင်နဲ့တွေ့လို့နတ်ပြည်နဲ့ငရဲပြည်မယွေးချဲခင်ဒန်လူကြီးတွေဘမရှိနေလဲဆိုတော့မေးမှဖြစ်တယ်လို့ပြောဆိုခဲ့သလိုဥရောပမှာအရေးချင်းရှိတဲ့ဒန်လူကြီးတွေကအီတလီနဲ့အင်္ဂလန်မှာသာရှိပြီးအင်္ဂလိပ်တိုင်းတွေကကဘာဗလာပြိုင်ပွဲမှာဂိုင်းတွေခွေဘယ်တော့မှရမှာမဟုတ်ဘူးလို့လည်းပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ပူတာဖြစ်ပါလိမ့်အခုလိုမျိုးတရေုံတရေနုတင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနာဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A to Z YouTube channel လေးကို like and subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။